মিয়ানমারের অভ্যন্তরীণ সংঘাতে কিন্তু আমরা জড়িয়ে পড়ার ব্যাপারটা হলো পরে কিন্তু আমরা তো মিয়ানমারের অভ্যন্তরীণ সংঘাত তো আমাদের বিরাট မဆက်ဆံမဲမနေရတော့တာကြောင့်ဆက်ဆံရေးလုပ်ဖို့လိုအပ်လာနေတယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားအကြံပေးမိုဟာမက်တိုဟိုက်ခိုစင်က သတင်းမီဒီယာတွေကိုပြောဆွလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာရသပူပြထားပါတယ်။ Business Core ရဲ့အမရာဒီပြဆိုမှုကိုဘင်္ဂလားဒေ့ရှ်ဆိုရရဲ့နိုင်ငံခြားအကြံပေးမိုဟာမက်တိုဟိုက်ခိုစင်ကပြီးခဲ့တဲ့ April 29ရက်မှာပြုလုပ်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့သတင်းစာချန်လင်းပွဲမှာပြောကြားခဲ့တာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ မြန်မာဘင်္ဂလားဒေ့ရှ်နေဆက်ဟာမြန်မာအစိုးရအာဏာအောက်မှာမရှိတော့ပဲအရကတတော်အာကန် အာမီကထိချုပ်သွားပြီးဖြစ်တယ်။အဲဒါကြောင့်ဘင်္ဂလားဒေ့ရှ်အနေနဲ့အရကတတော်နဲ့လိုအပ်သလောက်ဆက်ဆံရေးကိုလုပ်သွားဖို့လိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြံပေးမိုဟာမက်ဒွိုက်ဟိုစင်ကပြောဆိုထားခဲ့တာဖြစ်ပြီးတော့ဒီအသေးစိတ်အချက်လက်တွေကိုတော့ပြောဆိုထားခဲ့တာမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းဌာနတွေကရေးသားဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စီးပွားရေးတွေဟာလည်းတရက်ထိခိုက်မှုတွေရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရဲ့အကြံပေးကပြောဆိုထားပါတယ်။ဒါအပြင်မြန်မာပြည်တွင်းပြည်ပခန့်တွေကြောင့်မြန်မာနိုင်ငံအတွင်းကလူအရေးများစွာဟာလည်း ဒီချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာကိုရိုနာမှုတွေရှိနေတဲ့အတွက်ဒီကြက်ကွက်တဲ့ပြန်သွားရေးအတွက်ကိုလည်းလိုအပ်တဲ့ features ဆောင်ရွက်တာတွေလုပ်ဆောင်သွားဖို့လိုအပ်တယ်လို့မြန်မာကထင်ကြပြောဆိုထားပါတယ်။အခုပြည်နယ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကနေဖက်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့အတွက်ကိုလည်းကုလသမဂ္ဂတုံ့ဆုပ်ခင်မှုကိုအတွက်ကုပြောင်းရေးကာလအစိုးရကလည်းအချိန်အနည်းတွေအရဒါကိုမူရသဘောတူတာတွေရှိခဲ့ပြီးတော့ ူတို့လိုအပ်တဲ့အခြေအနေကိုပြင်မိခဲ့ရင်တော့ဒီကူညီရေးကိစ္စကိုလက်ခံကလောက်ဆောင်သွားမှာဖြစ်တယ်လို့လည်းသူကပြောဆိုထားပါတယ်။ဒါပေမဲ့လက်ရှိမှာတော့အခြေအနေတချို့ရှိနေသေးတာကြောင့်အသေးစိတ်အခြေအနေကိုတော့သူ့အနေနဲ့ထပ်မပြောသေးဘူးလို့လည်းဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာပြီးခဲ့တဲ့2018ခုနှစ်ကဥက္ကဋ္ဌလောကမဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်မြန်မာနိုင်ငံကမော်စလန်ရန်ဂျာဒုက္ခသည်တိတက်သမ3တန်းကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံက และการทารเลที่บาดแผล